အားလုံးမင်္ဂလာပါတကြယ်စင်ပါရှင်ကျမဒီနေ့မှာတော့မြန်မာစာသင်ကြားနည်းမှာပါဝင်တဲ့နည်းနှစ်နည်းပေါ့နော်စလုံးပေါင်းနည်းနဲ့အတန်းထွက်နည်းအကြောင်းလေးကိုကျွန်မကရှင်းပြချင်လို့ပါအဲ့တော့မြန်မာစာမှာဆိုလို့ရှိရင်ကျမတို့ဒါအခုမှစနစ်တက်ကြောင်းတော့မှပဲအုံတိုင်းကြောင်းလာတာမဟုတ်ဘူးပေါ့နော်ဟိုရခင်တွေကမြန်မာစာသင်ကြားနည်းမှာနည်းနှစ်နည်းရှိတယ်ပထမနည်းပထမတနည်းကစလုံးပေါင်းနည်းနောက်တနည်းကအတန်းထွက်နည်းအဲ့တော့စလုံးပေါင်းနည်းဆိုတာကအားလုံးသိကြတဲ့အတိုင်းပဲကျမတို့ငယ်ငယ်လေးတည်းက ဟိုတင် जा ခဲ့ရတယ်တင် जा ချင်းခံခဲ့ရတယ်စလုံးပေါင်းနေပေါ့နော်သူ့ကိုတင်မုံကြီးနီလို့လည်းခေါ်တယ်အတန်တန်ဒီကတော့ကျွန်တော်တို့ကကြီးတန်လေးနဲ့အဲအခုစနစ်တက်တင် जा ပြီး KG+ တွဲစနစ်တက်ဒီပြောင်းပြီးတဲ့နောက်မှာတင်ရိုးပြောင်းပြီးတဲ့နောက်ကျမှလူတိများလာတဲ့အတန်ထွန်းနီးပေါ့နော်တကယ်တော့ဒါကလည်းအရင်နဲ့ရရှိတာပါအဲ့တော့အတန်ထွန်းနီးဆိုတာကျမတို့ phonics ပဲပေါ့နော်အင်္ဂလိပ်စာ phonics ကြတော့လူတိများကြတယ်မြန်မာစာမှာလည်းကျမတို့ phonics ရှိပါတယ်အတန်ထွန်းနီးနဲ့ အာဆလုံးပေါင်းတာပေါ့နော်အတန်တန်နည်းနဲ့ပေါင်းတာပေါ့နော်အဲ့တော့ဆလုံးပေါင်းနည်းဆိုတာဘာလဲဆိုလို့ရှင်ကျမတို့ဒီအမည်နဲ့တဘာလက္ခဏာလေးတွေရဲ့အမည်ဒီရွေးလေးတွေရဲ့အမည်လေးတွေကိုပေါင်းဆက်ပြီးသွားတော့မှအဲကျမတို့ဆလုံးအတက်လေးတွေဆလုံးလေးတွေကိုဖတ်တာဖြစ်ပါတယ်ပို့မှာကားဆိုတဲ့စကားလုံးနည်းကားဆိုတဲ့စကားလုံးနည်းဆိုလို့ရှင်ကာကြီးရေးချဝိစက်နှလုံးပေါက်ကားကားကြီးရေးချကားဝိစက်နှလုံးပေါက်ကား နော်ပြီးတော့ရှင်တချို့နေရာတွေမှာဆိုရင်ကရေးချဝိဇ္ဇာနှလုံးပေါက်ကအဲ့ဒီလိုမျိုးအမျိုးမျိုးပေါင်းကြရဲဒါကနော်ကျမကြာဖို့လာတော့နေရာဒေတာနဲ့လိုက်ပြီးတော့မှကျမတို့ပေါင်းပုံပေါင်းလေးလေးတွေနော်ကြွားချပါမယ်ကျမကတော့ဒီလိုမျိုးလေးတင်ကြားခဲ့ပူတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးတင်ကြားပါဗောနော်ကကြည်ရေးချဝိဇ္ဇာနှလုံးပေါက်ကနော်ဒါပေမဲ့ဒါကိုမားလားလို့အငင်းပွားဖို့ရရှိလို့ရှင် ျမကတော့မမောက်လို့ပဲပြောချင်ပါတယ်အဲ့တော့ဒီသုံးခုစလုံးကကျမတို့စနေဟောင်းလေးတွေကိုထည့်ရပါမယ်နော်အဲ့တော့လူတွေအမှတ်များကြတာကဒီလိုမျိုးပေါ့ကရေးချဝေဆက်နှလုံးပေါက်ကဟာဆိုတာမျိုးအဲ့တော့ကျမတို့ကဒီစလုံးစနစ်တက်မှာအတန်တွေနည်းနဲ့ထွက်ရမယ်ဆိုပြီးတော့ပထမတစ်နှစ်မှာလုံလိုက်တဲ့အခါမှာကျမတွေရလေပေါ့နော်ဒီတန်လေးတွေနဲ့ပဲသူတို့လည်းစူးစမ်းပန်းစားလေးနဲ့ထွက်ကြတာပေါ့နော်ခက်ခဲကြီးလည်းအများကြီးရှိခဲ့ကြတယ်အဲ့တော့ဒီကိုတော့အတန်နဲ့ထွက်ပြီးတော့ဒီ တရလက္ခဏာကိုကြတော့ဒီတိုင်းပဲထွက်ခဲ့ကြရရှိရပါတော့။အဲ့တော့လူတွေကမှားကြတာကဒါကိုစနစ်တည်းနည်းလို့မှားကြပါတယ်။ဒါပေမဲ့ဒါကစနစ်တည်းနည်းမဟုတ်ပါဘူးเนาะ။ဒါကစနစ်ဟောင်းနည်းပါပဲ။အဲ့တော့ကျွန်တော်တို့ရဲ့စနစ်တည်းနည်းလို့ပြောတဲ့အတန်အတွက်နေရာကြတော့ဂီးတန်နဲ့တရတန်နဲ့ပေါင်းဆက်ထားတာဖြစ်ပါတယ်။အဲ့တော့ဥပမာဆိုလို့ရှိရင်ကားပေါ့เนาะ။ကားဆိုတဲ့ဒီစကားလုံးနဲ့မှာကျွန်တော်တို့ကကြီးလေးရဲ့ပြီးတော့အားဆိုတဲ့တရတန်လေးရဲ့အာအာအာပေါ့เนาะ။အားတရတန်လေးရဲ့ပေါင်းဆက်ထားတာဖြစ်ပါတယ်။အဲ့တော့ကကြီးလေးရဲ့အတန်ကကရေးချဝေးချနှလုံးပေါက် အာတရတန်လေးရဲ့အာတရလေးရဲ့အတန်ကအာအဲ့ဒီတော့မှကအာ ကာလို့ကျမတို့ကအတန်ထွက်လာတာဖြစ်ပါတယ်။နော်အဲ့တော့ကျမတို့ကလေအဲဒီဟိုတရလက္ခဏာလေးတွေရဲ့အတန်လေးတွေကိုကျမတို့ကစတင်ကြားလေးကအတန်တစ်ခုကိုတင်ကြားမယ်ဆိုကြတဲ့ကသူ့ကိုတရလက္ခဏာလေးရဲ့သူ့ရဲ့အတန်ကိုတခါတည်းတွဲမှတ်မိအောင်တင်ကြားကြရတာပေါ့နော်အဲ့လိုလေးပါရှင်။ အဲ့တော့တချို့ကပြောကြတယ်ငါတို့စောစီစီလူဖြစ်လာလို့ဒီနည်းနဲ့မတင်ရဘူးမတင်ခဲ့ရလို့တော်သေးရပေါ့ဒါနဲ့ကတင်ခဲ့ရလို့ရှိရင်အမလီယူမှာပဲပြောကြတယ်မဟုတ်ပါဘူးเนาะအဲ့တော့နီးနှစ်ခုစလုံးကနီးနှစ်ခုစလုံးကိုအသုံးပြုလို့ရတယ်လို့သင်ပြနီးဆောင်မှာတရားထင်ပြတာဖြစ်ပါတယ်အဲ့တော့စလုံးပေါင်းနီးရဲ့အာသာချက်ကကြတော့ကျမတို့စလုံးပေါင်းတပ်ပုံလေးတွေမှန်ကန်စေပါတယ်အတန်တွက်နီးရဲ့အာသာချက်ကကြတော့ဘာလဲဆိုလို့ရှိရင်စဖတ်အားကောင်းလာတာပေါ့เนาะစဖတ်နှုတ်အယမ်းညံလာတယ်သူကလေအတူတင်ကြတယ် ာဆီယမအတွက်ပင်မန်းနေဆီယမအရန်ပင်မန်းနေဆီယမပင်မန်းနေဒါပေမဲ့ဘာဖြစ်လဲဆိုဆီယမပင်မန်းနေဆိုတာလေအစပိုင်းမှာပဲပင်မန်းတာနောက်ပိုင်းကျဆီယမလည်းတက်တာဝါတယ်အဲ့ဒီအတန်အတွက်နေနေတင်ချောင်းခံနေရတယ်ခလေးကြီးရာလေအာစာဖက်အာအရန်ကောင်းနေစာဖက်အာအရန်ညံနေသူတို့ကအဲ့လိုမျိုးအရန်ညံနေအဲ့တော့အတန်အတွက်နေနေဆိုလို့ရှိရင်တော့အဲပြောကြမှာပေါ့စလုံးမတော့ပုံမှန်မလားကျမတို့စူးစမ်းတင်ကြပေးရင်စူးစမ်းလေ့ကျင့်ပေးလို့ရှိရင်ရပါတယ် ကြောင့်မလို့စလုံးမနေကမှအမှန်အတန်တွက်နေရမှာအမှန်ဆိုပြီးတော့မှမရှိပါဘူးကို အစင်ပြေတဲ့နင်းနဲ့တင်ကြောင်းလို့ရပါတယ်ခလေးရဲ့အခြေအနေပုံမူတည်ပြီးတော့လို့ရှိလို့ရှိရင် ကိုရဲ့ကိုကလည်းအပင်မခံရတာပေါ့နော်အဲ့ဒီပုံမှုတည်ပြီးတော့ကျမတို့ကနီလန်းလေးတွေကိုရှာကြရမှာပါတချို့နီတချို့ကလေးတွေကကြတော့အတန်အတွက်နီကိုစူးစမ်းပြီးတော့မှတင်ပြလိုက်လို့ရှင်ရပါတယ်တချို့ကလေးကကြတော့သူတို့ခေါင်းရှုံမခံနိုင်ကြဘူးကျမတို့ဒီတိုင်းနဲ့တင်ပြလိုက်ပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကလေးပင်မမှာဆိုလို့ပါအဓိကတော့ကျမတို့ကကလေးအတွက်အခက်အခဲမဖြစ်စေပဲဝန်တုံးဝန်ပိုးမဖြစ်စေပဲနီလန်းကိုအသုံးပြုတာကပို့ပြီးတော့မှအဆင်ပြေပါတယ်ဒါပေမဲ့ဆရာကလည်းပင်မခံနိုင်တဲ့မိဘကိုလည်းကိုကပြောကြည့်မိဘကလည်းလက်ခံတယ်မိဘကလည်းအာစပို ်ပေးရဲဆိုလို့ရှိရင်တော့ဒီနည်းလေးကိုတော့ကျွန်မကတော့အပေးပါတယ်အဲ့တော့ကျွန်မဒီနည်းနဲ့တင်ကြားထားတဲ့ကလေးတွေဆိုလို့ရှိရင်စာဖက်အားအရန်ညံသွားတယ်စာဖက်အားအရန်ညံပြီးတော့မှလုံးဝစာဖက်အားကောင်းတယ်ပေါ့နော်တတော်လေးကိုစာဖက်အားကောင်းသွားစီပါတယ်ပေါ့နော်အဲ့တော့နီလန်းနှစ်ခုရှိရဲဆိုတာကိုပြောပြပေးတာပါရှင်ကျေးဇူးတင်ပါတယ်အဲ့တော့အကြံပေးချင်တာရှိလို့ရှိရင်လည်း comment မှာရေးထားခဲ့လို့ရပါတယ်ရှင်